ကပိုင်နဲ့နေမြေတဲ့ကျော်လွန်ပြီးတော့ကြမ်းမြောက်တစ်ခုလုံးရအဓိကဖြက်ချဖြစ်တယ်။လာရှုကိုသိမ့်ပိုက်သွားတဲ့အထိကျပြန့်သွားတာ။အလားတူ DNL ကလည်းသူ့မူလနေမြေတွေပြင်မဖို့ဘုံမင်းစားတဲ့ဒေသတွေမင်းတိုင်းကိုချိန်ချုပ်နေတဲ့အခြေအနေတွေရှိရတော်လိမ့်မယ်။ဗမာပြည်ရဲ့မဟာပြည်ဝအခြေအနေတစ်ခုလုံးကိုချုပ်ကြည့်လိုက်တဲ့အခါမှာတရုတ်အနေနဲ့ကဘာဒီဒီဟာခွေရည်တွေနဲ့ပတ်သက်ပြီးလက်လုံမသွားဘူး။နောက်သူ့စိုက်ထုတ်ထားတဲ့အကျိုးစီးပွားတွေနဲ့ပတ်သက်ပြီးတော့ ထိမ့်သိမ့်ကာကွယ်မဲ့အင်အားစုတွေကိုကျွန်တော်တို့ချုပ်ကင်မှုအတွက်အခုထူးသဖြင့် MNDAA နဲ့ကျွန်တော် DNL အဖွဲ့တွေရဲ့နော်အဲလုတ်ကင်မှုတွေကိုတော့တာမင်းတာစီကတ်တာတကယ်လို့မဟုတ်ဘူးမိဒီတာကိုပြလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီဒိဗေဟာကျွန်တော်တို့ရှာမန်းဆက်စီပြက်စီးသွားကျွန်တော်တို့နွေဦးတော်လန်ရေးရဲ့မန္တလေးတိုင်းကိုကျွန်တော်ပြန်ပြီးတော့ရယူရေးဆိုတဲ့ကိစ္စကကျွန်တော်တို့အမျှော်လင့်ချက်တော်တော်လေးမဲ့တယ်အားလုံးပဲမင်္ဂလာပါခင်ဗျာ ဒီနေ့မှာတော့မြမစစ်ပွဲတွေကတရုတ်အစိုးရရဲ့အခမ်းကဏ္ဍနဲ့စစ်ကောင်စီရဲ့လက်ရှိစစ်ရေးဗျူဟာကိုအဓိကထားခွဲခြားစိတ်ဖြာသွားမှာပါရွေးကောက်ပွဲမတိုင်ခင်စက္ကစားဟာတရုတ်ဟူညီနဲ့မိုးကုတ်မိုးမိတ်သိမ်းပြီဆိုတဲ့သုံးနေရာကို ပြန်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပါတယ်ဒီလိုအခြေအနေမျိုးမှာကိုကန့်တက် NNDAA ဟာတရုတ်ရဲ့ဖိအားကြောင့် နွေဦးတော်လန်ရေးမှာဆက်ပါဝင်ဖို့မဖြစ်နိုင်တော့တာကစစ်ရေးအရာဘလို့အကျိုးသက်ရောက်မှုတွေရှိလာမလဲမိုးကုတ်ကိုပြန်လွှဲပေးလိုက်ရင်နွေဦးတက်တွေအတွက်အလှည့်ပြောင်းဖြစ်နိုင်တယ်ဆိုတဲ့သုံးသက်ချက်တွေနဲ့အတူဒီပထဝီနိုင်ငံရေးရှုပ်ထွေးမှုတွေကိုတင်ပြသွားပါမယ်။ဟုတ်ကဲ့။ကျွန်တော်တို့ဒီနွေဦးတော်လန်ရေး2021ခုနှစ်စစ်တပ်ရဲ့မတရားအာဏာသိမ်းမှုကနေပြီးတော့ပြည်သူလူထုကပုံကြွဆန့်ကျင်ခဲ့ကြတာ။ ဒါပေမဲ့ပြောရလို့ရှိရင်2022အထိကျွန်တော်တို့ရရအင်အားရရနဲ့ခုခံတိုက်ပွဲကိုငဲကြတာပါချင်းပြင်းနဲ့နဲ့ကျွန်တော်တို့အဲ့ဒီကလေးဘက်မှာဆိုလို့ရှိရင်ဒီတိုက်ပွဲကိုတူမီတွေနဲ့စခဲ့တာပါတူမီတွေနဲ့စခဲ့တာကလည်းပြီးတော့ခုရရလက်နဲ့ဒီနော်ကျွန်တော်တို့အဲရယူပြီးတော့တိုက်ပွဲဝင်လာခဲ့တာကျွန်တော်တို့2022အထိအနည်းလောက်ကြာခဲ့ပါ အဲ့ဒီမှာပြည်သူလူထုရဲ့အုံကြွားမှုနဲ့ထောက်ခံအားပေးမှုကတော့ပြည်တွင်းရောပြည်ပပါအမခံပါပဲနော်ဒီလိုအလုံးကဝေဝန်ထောက်ခံရပါဒါပေမဲ့ဖြစ်ပွဲဆိုတာလူရေအတွက်နဲတာများတာလေစစ်လက်နဲ့ပြည်လုံးဆွဲနိုင်တဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့တိုက်ပွဲအစပိုင်းမှာထင်သလောက်ကျွန်တော်တို့ရှစ်ကော်မရှင်ရဲ့တပ်ကိုကျွန်တော်တို့ထင်သလောက်ကျွန်တော်တို့မချေမုန်းနိုင်ပြီပေါ့ဒါပေမဲ့အဲ့ဒီအခြေအနေအတွင်းမှာကျွန်တော်တို့ ဒီထူးခြားတဲ့ကိစ္စတခုပါကျွန်တော်တို့ရဲ့အိမ်ကြီးချင်းပြုတ်ပြီးကြီးမှာကြားဖြန့်လေလေမှုတွေကိုကြောင်းပြူပြီးတော့ပြုတ်ပြီးသူပေါင်းများစွာဟာပြုတ်ငွေဘီလီယံနဲ့ချီပြီးတော့နင့်နာဆုံးရှုံးမှုမျိုးစုံကြုံခဲ့ရအဲ့ဒီအချိန်ဒီဟာကျွန်တော်တို့နေဇတ်ဒီတာကနေပြီးတော့ကျွန်တော်တို့ပြုတ်ပြီးမှတဲ့အထိအတော်လေးပြန့်နှံ့လောင်ကျွမ်းလာတဲ့အခါမှာတေဥဆိုးရကိုယ်မနေမနိုင်မထိုင်နိုင်ဖြစ်ပြီးတော့ဒီကိစ္စကိုပဲလို့ဖြေရှင်းရတယ် အဲ့လိုဖြစ်ချင်းတဲ့အခါမှာလည်းတကယ်ကတော့အဲ့ဒီဟာကျွန်တော်တို့ဟိုအထူးသဖြင့်တော့ကျွန်တော်တို့ရှမ်းမြောက်ဒေသမှာရှိတယ်ကျွန်တော်တို့နေရာဒီမှာမြို့နေဆက်တွေတော့ပြန်ပွားနေတယ်အဲ့လိုပြန်ပွားရတဲ့အင်အားစုတွေကလည်းတရုတ်ပြည်နဲ့ကျွန်တော်တို့အာနိုင်ငံရေးရနောက်စီးပွားရေးရစစ်လက်ထက်ရဆက်ဆက်နေတယ် UDSC MNDAA NDA ကြီးစတဲ့ဒီအင်အားစုကြီးကျွန်တော်တို့လွှမ်းမိုးထုတ်ကင်ထားတဲ့ဒေတာတွေမှာရှိနေတဲ့လောင်စာဝိုင်းတွေကနေပြီးတော့စပြီးတော့ပြန်ပွားလာပြီးတော့တပြေပြေအစောက်ကိုကြည့်လာတဲ့အခါမှာကျွန်တော်တို့တစ်ဆုံညာနှစ်ခုစီမံကိန်းဆိုတာတုတ်ကတုတ်ဖြည့်ပြီးတော့ထွက်လိုက်အဲ့တော့တုတ်ကအဲ့ဒီတစ်ဆုံညာနှစ်ခုစီမံကိန်းကိုတုတ်ဖြည့်ထွက်လိုက်တဲ့အတွက်အဲ့ဒီမှာအဓိကအားဖြင့်ကျွန်တော်တို့ MNDA ကျွန်တော်တို့နောက်ပြီးတော့ DNL တောင်ကြီးကြီးစတဲ့အင်အားစုတွေဒီကြပြန့်နေနေရေးအတွက်ဆိုလက်နဲ့တတ်ဆင်ပြေးပြီးတော့မိစိမ်းပြလိုက်တဲ့အခါမှာတိုက်ပွဲရှိန်ကုန်ဟာလွန်ကြီးတော့ပါအဲဒီကြီးမားတော့တိုက်ပွဲရှိန်ကုန်ဟာကျွန်တော်တို့ဘယ်အထိရရိုက်သွားလဲဆိုတော့ဒီကိုကပိုင်နဲ့နေမြတဲ့ကြော်လွန်ပြီးတော့ကြမ်းမြောက်တစ်ခုလုံးရဲ့အဓိကဖြတ်ချဖြစ်တယ်ကျွန်တော်လာချုပ်သိမ့်ပိုက်သွားတဲ့အထိကျက်ပြတ်သွားတာအလားတူ DNA လေးကလည်းသူ့မူလနေမြတဲ့ပြင်မဟုတ်ဘူးမေးစားတဲ့ဒေတာတွေ န်လေးတိုင်းကိုချင်းချောင်းနိုင်တဲ့အခြေအနေတည်းရှိရတော်လေးတက်နေ။အဲဒီမှာဒီ MND ဖွဲ့ကလာရှုကိုတိမ့်လိုက်တဲ့အခါကျွန်တော်တို့အဲဘာမှဆက်ပြီးတော့ကျွန်တော်တို့ဘာလို့ကမှမသိဖြစ်နေတဲ့အဲမင်းအောင်နိုင်တို့စစ်ကော်မရှင်ဖွဲ့ကတိရုပ်ကိုသွားပြီးတော့နော်ဒီကိစ္စနဲ့ပတ်သက်ပြီးထုတ်ချင်းချုပ်ပြီးဟိုအဲတောင်းမှတိုးရှိုးခဲ့ပုံရတယ်။အဲဒါကြောင့်ကျိုးဆက်ဖြစ်နေတာ ပြုတ်ကလည်းဗမာပြည်နဲ့ပတ်သက်တဲ့နေရာမှာဗမာပြည်ဟာသူသိမ့်ပိုက်ထားတဲ့ကိုလိုနီနယ်မြေမဟုတ်တော့ဘူးလေဗမာပြည်မှာတက်လာတဲ့အစိုးရမှန်နွယ်ဟာသူခွိုက်ထောင်တွေကအစိုးရပြောင်းသူအနေနဲ့အဲသိသိမှုဟိုဥတီချက်ရှိဒီလိုဥတီချက်ရှိရတဲ့အကြောင်းကလည်းသူ့ရဲ့မဟာပြောအကျိုးစီးပွားတွေနဲ့ဆိုင်ပါတယ်ဆိုတော့ကတော့ကျုပ်ပြောလို့ရှိရင်ကျွန်တော်တို့အဲကြောက်ဖြူဒေတာကနေပြောအာရေနံနဲ့တံခွေပိုက်လိုက်နေကျွန်တော်တို့ပြုတ်ပြီးတဲ့ကိုတည်သွဲမှုနောက်တစ်ခုအဲ့ဒီဒေတာမှာမီထာလန်ပုံလို့ အဲ့ဒီဒေသမှာကျွန်တော်တို့ကြီးစားရှင်တဲ့စက္ကန့်ကြီးဆော့လို့ပေါ့နော်သူရဒါမှာပြောဆီမငိမ့်နေ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 သူကချမှတ်ပြီးလှုပ်ဆောင်တယ်လှုပ်ဆောင်တာကိုလည်းဗမာပြည်မှာတက်လာတဲ့အစိုးရဆက်ဆက်ကလည်းကျွန်တော်တို့အင်ဒီဂျင်းနိုင်ငံလည်းဖြစ်၊ဟင်ယားကြီးနိုင်ငံလည်းဖြစ်နောက်ပြီးတော့ပြည်တွင်းမှာရှိနေတဲ့တိုင်းသားလက်နက်ကိုင်အချို့ကိုလည်းသူကကျွန်တော်တို့အာတစ်ဖက်ကပံ့ပိုးပေးထားတဲ့နော်စီရီးယားဩဇာရှိတဲ့ဟမ်တိုက်ပြည်ကြီးဖြစ်တဲ့အကြောင်း ကျွန်တော်တို့မလဲမချောင်သာဆိုဒီအကျိုးစီးပွားတွေကိုထိမ့်သိမ့်ကြောက်ပေးနေရတယ်။ဆဲလို့ပေးနေတဲ့ခြေရောက်မှာပြည်သူများနဲ့ကတိမငိမ့်ကိုကျွန်တော်တို့အာကျွန်တော်ကိုွေးဖွင့်လိုက်တဲ့အခါမှာဒီတိုက်ပွဲရဲ့အချိန်ကရှမ်းမြောက်တစ်ခုလုံးမှာရှိတဲ့ဒီစစ်ကောင်စီရဲ့စစ်စခန်းတွေနော်မြို့တွေအားလုံးဟာကျွန်တော်သိမ့်ပိုက်နိုင်တဲ့အချိန်ကြီးရောက်ရှိသွားတဲ့အတွက်ဗမာပြည်ရဲ့မဟာဗျူဟာအချိန်ကြီးတစ်ခုလုံးကိုချုပ်ကြည့်လိုက်တဲ့အခါမှာတရုတ်အနေနဲ့က ဘာဒီဟာအခွင့်အရေးတွေနဲ့ပတ်သက်ပြီးလက်လွတ်မသွားဘူး။နောက်သူစိုက်ထုတ်ထားတဲ့အကျိုးစီးပွားတွေနဲ့ပတ်သက်ပြီးတော့ထိမ့်သိမ့်ကာကွယ်မယ်အင်အားစုတွေကိုကျွန်တော်တို့ချုပ်ကင်မှုအတွက်အခုသူသဖြင့် MNDAA နဲ့ကျွန်တော် DNL အဖွဲ့တွေရဲ့နော်အဲလုတ်ကင်မှုတွေကိုတော့ဒါမြင့်ဒါစီကတ်တာအထူးသဖြင့်သိသာချင်းကြတာတော့လာရှုပ်ပေါ့ဗျာ။လာရှုပ်ကို MNDAA နေပြီးတော့စစ်ကောင်စီကိုပြန်ပြီးတော့ကျွန်တော်လက်ထုတ်ပေးခဲ့ရတယ်။အလားတူ DNL ကိုလည်းကျွန်တော်တို့ ူ့ရဲ့မဟာဗျူဟာလမ်းကြောင်းဖြစ်တဲ့မူဆယ်မန်းလေးလမ်းပေါ်မှာရှိနေတဲ့အဲ DNL စခန်းတွေကိုကျုပ်သိမ့်ပေးတဲ့အပြင်အခုနောက်ဆုံးအချိန်မှာမိုးခိတ်မိုးကုတ်မိုးမိတ်ကိုပါကျွန်တော်တို့စစ်ကောင်စီကိုတွက်ပြောင်းပေးဖို့သဘောတူလာရတဲ့ဒီရေးခရီးကြီးလာတာအဲ့လိုကြီးလာတဲ့အခါမှာကျွန်တော်တို့ဒီတစ်ဖက်ကအာ ကျုပ်အနေနဲ့သူ့မျိုးမဟာဗျူဟာအကျိုးစီးပွားတွေကိုဆက်လက်တိုးချဲ့ဖို့အောက်ထိပ်သိက္ခာွယ်မှုအတွက်လိုအပ်တဲ့နော်အဲသူ့အနေနဲ့ပါဝင်ဆက်ဖက်မှုတွေဟာချုပ်ချာအာဏာပိုင်အဲဗမာပြည်ရဲ့နော်အဲချုပ်ချာအာဏာကိုကျွန်တော်တို့ခိပါနောက်ဖြစ်ရုံနဲ့တိုက်ရိုက်ပါဝင်ဆက်ဖက်မှုတွေရှိပါတယ်။ဒါပေမဲ့အဲဒီကိစ္စလာချုပ်လာချုပ်ကနေပြီးတော့ထုတ်ပြရတယ်ကျွန်တော်တို့ MNDA နောက်ဆိုရတဲ့အခါမှာသူတို့ကအဲ့ဒါနဲ့ပတ်သက်ပြီးတော့စစ်ကောင်စီကိုအခွင့်အရေး ်ပေးပြီးတော့ USA အကူအညီနဲ့လာချိုးပြူတဲ့ဝင်ရောက်ခွင့်ပေးခဲ့ပါတော့အခုအဲကျွန်တော်တို့ဒီ TNL နဲ့ပတ်သက်လို့ခုကအဲနောက်ချိုးဒီလိုကြောင့်ပဲခုမရှိသေးတဲ့အားစုတွေရတယ်ပြောဒီဒီ TNL အခွင့်အရေးနောက်ဆုံးပါကျွန်တော်တို့အင်အားသုံးပြီးတော့ကျွန်တော်ဘက်သုံးဘက်လောက်ကနေရောဆက်ကြောင်းတွေထိုးဝင်ပြီးတော့ နိုင်တိုက်တော့အဲ့လိုအချိန်မှာနော်ကျွန်တော်တို့ DNL ကလည်းတေဦးကချုပ်ပြပါဆိုလေကျွန်တော်တို့မိုးကုတ်မိုးမိတ်ဒေသကနေသူတို့ချုပ်ပြပါသဘောတူလိုက်တော့အဲ့လိုသဘောတူလိုက်မှုဟာကျွန်တော်တို့လူဦးတော်လှန်ရေးအတွက်တော့ကြီးစွာသောနော်ချီစီရေးရချီချောင်းမှုနဲ့ချီရေးရအသာစီးရယူဖို့ကိုစစ်ကောင်စီလက်ကိုလိုက်ဖြစ်ပါအဲ့ဒီအတွက်မိုးကုတ်မိုးမိတ်ဒေသမှာဆိုရင်သူက ဒီမိုးကုတ်မိုးမိတ်ကို TNL အနေနဲ့လာချုပ်လို့ပြန်ပြီးတော့ပေးမလားလွယ်တူပြန်ပြီးတော့ပေးမလားမပေးဘူးလားဆိုရပြဿနာကျွန်တော်တို့ရှိလာပါတယ်ဒါပေမဲ့အဲ့ဒီတိုက်ပွဲမှာလည်းအဲတခုက TNL ရဲ့လှုပ်ရှားမှုတွေဟာကျွန်တော်ရှမ်းပန်းစစ်စစ်ရေးမှာမန္တလေးတိုင်းကကျွန်တော်တို့ PDF ဒီနဲ့ဆက်ဆက်နေလေ။နောက်အဲ့ဒီ PDF မန္တလေးတိုင်း PDF ကလည်းတစ်ဖက်ကကျွန်တော်တို့ NUG ကကာကွယ်ရေးဌာနရဲ့ကျွန်တော်တို့ CEO ဖူအောင်မှာရှိနေတဲ့နေသားတွေ ဖြစ်လာတဲ့ကာလအဲ့ဒါလို့ကျွန်တော်တို့ဘုံဘုံဘုံမိတ်တီအလွယ်တကူနဲ့ကျွန်တော်တို့ပေးမလားမပေးဘူးလားဆိုတဲ့ပြဿနာဟာလူဦးတော်လိုင်းရေးရှေ့ဆက်တိုးရေးအတွက်ကျွန်တော်တို့အတော်အရေးကြီးတဲ့ပြဿနာဖြစ်လာပါဒါကတော့ဒီနေ့ဖြစ်လာတဲ့အခြေအနေဒီအားလုံးကျွန်တော်တို့အဆူစည်းပုံဖော်လိုက်တဲ့အနေအထားပါအဲ့တော့ဒီနေ့အနေအထားကတော့တကယ်လို့မဟုတ်ဘူးမိတ်ဒီသားကိုပေးလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီအိဗေဟာကျွန်တော်တို့ရှမ်းမန်းဆက်စီပြည့်စည်တော့ကျွန်တော်တို့ နှွေးဦးတော်လန်ရေးရဲ့မန္တလေးတိုင်းကိုကျွန်တော်ပြန်ပြီးတော့ရယူရေးဆိုတဲ့ကိစ္စကကျွန်တော်တို့အာမျောလင်းချက်တော်တော်လေးမဲ့သွားအဲ့ဒါကတစ်ချက်ကျွန်တော်တို့အာစစ်ကောင်စီအနေနဲ့စစ်ကောင်ရှင်အနေနဲ့သူ့ထိုးစစ်တွေကကျွန်တော်တို့အာမိုးကုတ်မိုးမိတ်ဖက်ကိုတောက်လို့ဆိုရင်ကျွန်တော်တို့တပိတ်ချင်းစင်ကူးနော်ရှင်းနိုင်စားတယ်အဲ့ဒီချမ်းမြောက်ဒေသတွေအားလုံးကျွန်တော်တို့ပေးလိုက်ရမယ်အနေထားဖြစ်တယ်အဲ့တော့အဲ့တော့ဒီအနေထားမှာကျွန်တော်တို့ မျိုးတော်လိုင်းရေးဆက်ပြီးတော့လှုပ်ရှားနိုင်လားမျိုးတော်လိုင်းရေးဆက်လက်ရှင်းတန်းတည်ရှိနိုင်လားဆိုတဲ့အဲဗမာပြည်သူတရားလုံးရဲ့မျိုးတော်လိုင်းရေးအောင်ပွဲအတွက်မျှော်လင့်တိုက်ပွဲဝင်ခဲ့တဲ့ကိစ္စဟာဒီနေ့ကာလနော်ကျွန်တော်တို့အတော်လေးဟိုအဆုံးဖြတ်ပေးမယ်အဲအနေထားနဲ့ရဆိုင်နေရအောင်အဲ့ဒီအနေထားအောက်မှာဒီနေ့ပြဿနာကျွန်တော်တို့အဲ NUG ရော PDF တရောနောက်ပြီးတော့ကျွန်တော်တို့အခြားသောနော်သူတို့နဲ့သူတို့ရဲ့ ီအုပ်ချုပ်မှုအပြစ်ပမှာရှိနေတယ်ပမာလက်နက်ကိုအခွဲရှိနေရောရေဆိုင်နေရာတွေချင်းတွေကိုရောက်ရှိလာတယ်လို့ပြောချင်ပါတယ်